မင်္ဂလာပါခင်ဗျာဆရာမောင်ညူပြရေးသားထားတဲ့ကျင်များလွန်လင်းဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပေးကြပါလေနားဆင်ပေးကြပါဦးခင်ဗျာကျင်များလွန်လင်းခုတနေ့ကနောက်ဆုံးအခေါက်ရောက်ခဲ့သည်အပြင်းမှန်ကိုတည်ရရပြီတကယ်ဆိုတော့ထွန်းနေ့ကရောက်ခဲ့သည်မှာလူတယောက်ရဲ့လူဘဝမှာအပြေးပိုင်ထွက်ပေါက်ပါနေတင်မြင့်ထံအတနာခံနေပုံကိုတွားရောက်လည်လာရသည်နေမြင်တူသေးတော့သည် တင်မင်းရဲ့တန်ဝါဝါနဲ့နဲ့ကြည့်ဖြင့်ပယ်ချလိုက်တံကိုတင့်တင့်ရှားရှားကြီးကြားလိုက်ရ၏လူနာဒီကလေးမော်တွင်အလွန်ကျဉ်တောက်စားမှုရဲ့ထားသောလူတစ်ယောက်ကပါခြေကားရလက်ကားရနိုင်လာ၏ကတိအကောင်စားပန်ကဘီယိုနစ်ကလတ်တိုင်းဆက်တီစသည်လိုလည်းပြည့်စုံရှိသည်ဒုတိယလုံငယ်တိုက်သည်အောက်ကန်းတောင်ကန်းထဲမှလူနာဖို့ကျမ်းမာရေးအလွေအပြည့်စုံရှိသည်ထို့သောလူနာသည်ကျန်တာဘာမှမလိုပဲကျမ်းမာရေးတာလိုလားနေတော့၏ ်ယူနာကောင်းရင်တွင်စေဝါများဖြောဤပလင်းများနုမုံပလင်းများတပ်ဘူးများမုံဘုံများတင်ထားသောစပွဲတလုံးလည်းရှိသည်လူနာဤမကြီးမှဝိုင်းရင် သူနာပြဆရာမှတူဖြစ်သည်သူမသည်ခွဲချေကုန်မှုလေးပေါ်တွင်ထိုင်ရင်းဘာမှလုဆရာမရှိသောအပူတက်တက်လူတယောက်ပုံစံမျိုးပေါက်နေသည်သူမကိုယ်တိုင်ပင်လူနာဤဝိညာဉ်ကိုနှုတ်ရန်လာနေသည်တင်မင်းအရေးကိုတင်းနေရှာရှာတွေ့နေရလို့ညုံငယ်စွာဖြင့်ထိုင်နေသည်စပွဲပေါ်တွင် စီပဲစီပဲအထုံများနဲ့အာဇီအထုံများပါလေဖောက်ပင်ဖောက်ရသည်ပြီသူစင်းများပါလေမိပင်လေကိုရေတစက်ဖြင့်နှိမ့်သက်နေတယ်လို့သာဖြစ်ပြီးဘာမှပြောင်းလဲနိုင်တော့မဟုတ်တော့သဖြင့်တောက်မြည်တယ်မရှိဘဲပူရှန်နေလေသည်ဘေးမရစေနိုင်ငံသားပြည်အကောင်စားလိမ္မော်ရေပလင်းသည်လေဟိုတုန်းကလို့လူနာကြီးလဲလဲလေးလဲပွေဖက်ခြင်းမခံရတော့ပဲတိလူပြုတ်ခြင်းခံထားရလိမ့်မည်စိုးစုံးမှာလူနာကိုယ်တိုင် လက်လျှော့လိုက်လိမ့်မည်ဆေးရောင်ရတဲ့သူများတိကျောက်တဲ့သူများဆေးရရော့ပုံမျိုးမဟုတ် ဆရာဝန်ကြီးတယောက်စိတ်တက်ကြခဲ့သူတယောက်စိတ်တက်ခိုင်မာသူတယောက်ခုကသူကိုယ်တိုင်အနေထားအလုံးကိုချုံကုံသုံးတယ်လျက်စိတ်ဘက်ပညာတွေတူအမြင်ဖြစ်လက်လျှော့လိုက်ခြင်းဖြစ်သည်သူချင်းလာစွာသောဇနီးမှာသူချေရည်တွေထိုင်ရင်ဘိုင်ဘယ်စာအုပ်ထဲမှာအရေးအကြီးဆုံးတရားဓမ္မပိုက်ကိုတာတာညင်းညင်းရွတ်ဆွနေပေမယ့်တခါတရံသူ့အတန်တင်ဝင်လျက်ရှက်တန့်သွားနေသည်တမီးကြီးမမဖောက်ရင်ကြင်မေးမှထိုင်လျက်ဖောက်ရင်မျက်နှာကိုတဆင့်ဆင့်ကြည့်ရင်ကျေးဇူးရှင်ဆိုသောတိပြည့်စာနာမှုပွားများနေလိမ့်မည် ူတို့အလုံးဒီလူနာပြန်လဲကျမ်းမာလာရင်မျောလင့်ချက်ဖြစ်ယခုလိုဝင်းရံပြည့်စုံနေခြင်းမဟုတ်တော့လူနာကိုပူဆွေးစွာနှုတ်ဆက်နေခြင်းဖြစ်သည်တို့မို့လူနာကိုမြေတို့ခြေသူဆက်ရမည်မှမသိသည်ဖြင့်နှုတ်တို့လက်ပိုက်ကြည့်နေရခြင်းဖြစ်သည်ကျွန်တော်ရောက်ရှိလာတဲ့အတွက်လူနာနှင့်အင်ရှင်များအနေနဲ့မဆူတဲ့တော့တာအတက်ဆူပြေးသွားသည့်ရဲ့ရောင်များတွေ့ရသည်ကျွန်တော်ဒီယေရှုခရစ်ပုံတော်ဘေးနားမှာထိုင်ချလိုက်ပါသည်ကျွန်တော်နှင့်အင်ကြီးကလေးကနေထိုင်ကြသည်ဆိုတော့လေမကြာခဏမရောက်တဲ့ ခိုင်းကျွန်တော်ရောက်သွားရင်လူနာဆရာဝန်ကြီးတွေကျွန်တော်ကိုပြုံးပြရင်ကြိုးစားကြည့်ကျွန်တော်မကြည့်ရဲဗီဒန်ကလူလဲခံစားနေရသည့်လူနာတို့ဦးတွေမိတို့ပြီပြီပြင်ပြုံးပြနိုင်မှာမလဲသူမျက်နာသည်ပြုံးရမှာဖြစ်မလားပဲကြည်ခွဲစရာနာချီးစရာနဲ့ပြည့်ချန်နေတဲ့လူမျိုးလုံးအင်များတဲ့သူမျက်ရည်များပြည့်ဆွတ်ဆွတ်နေတဲ့သူကျွန်တော်ရင်လည်းမကောင်းလာမိမယ်ကျွန်တော်ကလည်းအတတ်နိုင်ဆုံးပြန်လည်ပြုံးပြရရရှာပါသည်ထို့ကြောင့်မင်းကျွန်တော်ကလည်းမကြခဏမရောက်တော့ချက်ခင်းကကျွန်တော်ရောက်တော့လည်း ဆရာဝန်ကြီးဒီဆရာလုံးဆရာရှိတာလို့ပါကျွန်တော်နေကောင်းပါတယ်ခင်ဗျာဟုစူးစားပန်းစားပြုံးနေပြီးစကားဆုံးသွားတော့မောနေတဲ့တီသူကကျွန်တော်လေးလေးစားစားဆရာတဲ့သူအစ်င့်နဲ့ကျွန်တော်အစ်င့်ခွာလာတီသူကငှက်ပြယောဂါကြီးကနိုင်ငံတကာအဆင့်မီပါရဂူကြီးတရကျွန်တော်အတားမတက်ခွင့်မှုတရသူလည်းအောင်တယ်ကျွန်တော်လိုတက်ခွင့်မှုတွေအများအများရှိသည်တကာတည်းကကျွန်တော်တစုံတစ်ခုဆောင်ရွက်ပြီးရင် thank you ဆရာလို့လေးစားစွာပြောပေါ်ရတယ် တယောက်ပေါ်စင်မောင်တန်းဆက်ဆံွေပေးထားတဲ့ကိုကျွန်တော်တွေ့ရတဲ့ဒီအခါတိုင်းသူတို့ခရီးရန်ကြီးဆူတောင်းတဲ့တယ်လို့သင်အားဖျားသခင်ကောင်းကြီးပေးပါစေဟုစိတ်တဲဆူတောင်းနေမိသည်ကျွန်တော်တို့မိသားစုသူတို့အိမ်ပင်နာချန်တွေနေထိုင်ခဲ့ဒီမှာဆင်းနေနေပါရှိပြီလွန်ခဲ့တော့၅နှစ်ထိကျွန်တော်အိမ်ကနေခဲ့ခြင်းဖြစ်သည်နောက်ပိုင်းကျမှသာချင်းဒီစိတပိုင်းကိုကျွန်တော်ဝယ်လိုက်ခြင်းဖြစ်သည်ကျွန်တော်အိမ်ကနေစဉ်ကအဆအဆရံပြည့်စုံမှာအထူးသဖြင့်ရေရရှိရေခက်ခဲလာသည် ဆရာဝန်ကြီးတို့အိမ်ကအုတ်ကံမှာရေသွားခံရသည်ရှေးဦးဆိုတာကျွန်တော်ရေခွက်ခွင်တောင်းမှုသည်နောက်ပိုင်းကျခွက်ခွင်တောင်းမှုလို့တော့ဆရာဝန်ကြီးတို့မဟုတ်ဆရာဝန်ကြီးကတော်ကိုယ်တိုင်ပဲရေလာခတ်ရန်ဖိတ်ခေါ်ခဲ့သည်ရေလာခတ်ကြတော့ရေတွေပြည့်နေပြီဟုဆရာဝန်ကြီးတို့မဟုတ်ဆရာဝန်ကြီးကတော်လည်းနည်းနည်းတိုင်းလာလာဖိတ်ခေါ်တယ်သည်သူ့ရဲ့ဆရာဝန်ကြီးလို့မတုံ့နှံ့ခြင်းမသူကဖုန်းတော်ကြီးတစ်ပါးနဲ့တူသည်ဆရာဝန်ကြီးတယောက်ထပ်ပို့ပြီးအထင်ကြီးကြံဖြစ်နေတယ်ဗီဒီယိုတို့ရုပ်ရှင်တို့ထဲမှာတွေ့ရတဲ့သည် ဆရာဝန်ကြီးများပါအလိုလိုခန်းအောင်ဟဲ့ရန်ကြည့်ရဖန်တီးထားတဲ့များပါသည်အပြင်ကဆရာဝန်ကြီးတွေဒီလိုမဟုတ်ပါအခါခတိန်ပေါင်းမိတကားကနေဒနာရှင်ဆန်နေသည်မျိုးမဟုတ်ပါယခုကျွန်တော်တို့အင်ဗီနာဆရာဝန်ကြီးတွေဒနာရှင်မဆန်ပါအရာရှိကြီးလည်းမဆန်ပါဒီလိုဆိုဘာဆန်သည့်လူသားလည်းမေးလာလိမ့်အနည်းငယ်ဆုံးမှာသူသည်ဆေးရည်ကြီးဆန်ပါသည်သူ့ပုံစံကရုံးစင်းလိုပုံစံမျိုးတရားဓမ္မတွေတံဝေကတွေပေါ့ပြီး ျိုးနေခြင်းမဟုတ်ပါအသိပညာဖြင့်ဂျိုးသားသောပုံစံပေါက်နေခြင်းမျိုးမဟုတ်ပါသူ့မူလဗီဇာအရင်းမြစ်ကူကဂျိုးသားနေခဲ့ပြီးမွေးလာကလေးကကျွားဝါလိုခြင်းဟိဟန်ထုတ်လိုခြင်းစံနာများချုပ်တဲခဲ့ပုံရည်ကြီးသူဒီနိုင်ငံသားတို့မကြခဏဆင်းလွတ်ခြင်းခံရသည်မျက်ပြောင်းပေရနဲ့ပတ်သက်လာလို့သူ့နေမီကိုမိထားပြီးမရများသောအပြည့်သူ့နေမီအောက်တွင်သူ့ကိုတရိယာနေမီတက်ကြသည်ဆံဝင်းသည်သူ့အိမ်မှာမကြခဏပျောက်သွားတတ်သည်အစိုးရနိုင်ငံသားတို့ဆင်းလွတ်ခြင်းဖြစ်သည်ပညာရသည် ွန်ဖရင့်လေ့လာရေးခရီးစသည့်ကောင်းစဉ်တစ်ခုအတွက်ဖြစ်သည်အတွေ့အကြုံတော့သူစနီးထက်တမ်းများဆရာမကိုဆရာဝန်ကြီးကိုမတွေ့တာကြာမှာပေါ့လားကိုမေးကြည့်ရသည်ထိုကမျိုးကြမှာနိုင်ငံခြားပညာတော်တင်တော်မှန်သိရသည်အင်္ဂလန်အမေရိကန်စင်ကာပူဖိလစ်ပိုင်တို့တက်ခွန်တော်လာနေသူတို့အင်သားတွေဘာမှကရက်ရရဲ့ဆံမနေကြအင်သားများရဲ့မျက်နှာပေါ်တွင်ပြုံးပြောင်းအောင်ဝဲခံနေသည့်ပုံစံမျိုးရှိခိုင်းလို့ပုံမှန်မှာပဲလေတာကြီးဆုံးစင်ကာပူမှာလုပ်ရသည် ဒေါ်လာကောင်းကောင်းရသွားပြီထိုကြောင့်ကျွန်တော်ဒီတနေ့ကြာမှကြည့်ရသည်သူတို့အင်သားတွေကတမျိုးပါသူတို့တွေကဘူးမပြီးပင်လက်ထက်ကလေးကချမ်းသာသည်မိသားစုဆရာဝန်ကြီးမိခင်မှာမြောင်မြတ်တွင်အောင်မြင်သောဆရာဝန်မကြီးတယောက်ဖြစ်ခဲ့ပြီးအဲဒီဘွဲ့ရရှင်းဆရာဝန်မကြီးဆရာဝန်လုပ်ပြငွေကြေးမြန်မာစားစားစုဆောင်မိခဲ့ရန်တူသည်ခုနေသည်ချမ်းကိုဝယ်ပြီးသူမကြီးတူဦးရဲတော်သားဆရာဝန်ကြီးကိုတိုက်ခိုက်ရင်ကြီးစောက်ပြီးတည်နေတူပါသည်သူမယောက်ျားမှလည်းဒုတိယကမ္ဘာစစ်ကြီးတွင်ဆုံးမခဲ့လို့ဘူး ကျွန်တော်ကဲခံမိသလားတို့ရင်ကုန်ကြစင်များသည်ဆံဝင်းလာသာဆံမလာသာတို့ဖြင့်မလောက်ကလည်းဆံဝင်းကြီးမိရင်စိုက်ထုတ်ထောက်ပံ့ရည်ကြီးဘာပဲဖြစ်ဖြစ်တို့သည် စီဝါကြီးကုတ်ကံကောင်းနေဒီမှာတော့တေးကြသည်တနေ့တော့ဆံဝင်းကြီးကလည်းလမ်းထိပ်မှာမှတ်တမဲဆုံးသည်ကောင်းကိုကိုယ်တိုင်မောင်းလာသည်လင်ရိုဘာကားဖြူယူနီဆက်ကထောက်ပံ့ထားသောဌာနဆိုင်ရာကကျွန်တော်ကလည်းရန်ပြတော့သူကလည်းပြုံးပြနေသည်ပြန်ပြီးလည်းရန်မပြဘူးသူကတတိစည်းကမ်းကြီးတွေဖြစ်သည် ကားမောင်းလျင်တတိအနေထားအမြင်ရှိသည်သူချင်းကသူ့မျက်နှာသည်ပြပြလျော့လျော့ရှိသည်ဘေးမှာတော့သူ့အိမ်သားတွေပါသည်သူ့မျက်လုံးများသည်အသာတကြီးပင်အခါတိုင်းကြည့်တယ်လို့တစ်ချက်ဝင်ပြီးကြည့်သည်အမြင်နဲ့တွေ့နေရသည်တက်တက်တာတာအကြည့်မျိုးအငွေရမျိုးပြောင်းလဲမှုအနေငယ်များပင်ပြုပြက်ဝင်ရောက်ခြင်းမရှိပေဘယ်မင်းနဲ့တောင်းအိုက်တော်မီပုံစံမျိုးနောက်မှသိရသည်မှာငကလန်တို့ဘွဲတစ်ခုအတွက်ပညာတော်စဉ်တောင်းခြင်းဖြစ်သည်လေးစိတ်တို့တောင်းခြင်းဖြစ်သည်သူတို့အိမ်သားများ၏မျက်နှာများ မူရများကိုကျွန်တော်မလိလာဘူးအလိုလိုရိမ့်မိနေခဲ့ဒီမှာကြာပြီအပြောင်းလဲများလောကရများတွင်သူတို့တွေခန္ဓာကြီးရှိပြီးဒီခုလိုခန္ဓာကြီးရှိနေဒီမှာလဲတိညာဘုသူတာနဲ့ကျန်းစာတွေတင်တင်မှုကြောင့်မဟုတ်ပဲမွေးရပါမွေးရပါအည်သေးတခုလိုဖြစ်နေတာတွေ့ရဒီမှာကြာပါပြီဆရာဝန်ကြီးနိုင်ငံသားမှပြန်ရောက်လာရင်ကျွန်တော်တို့တော့ဘာလဲစောင်းမှဝင်မလာတတ်ပါပြန်ရောက်လာသေးကိုမသိနဲ့ဟုတ်ကဲ့နေရေလာချွေတွေ့ရတော့အခါတွေ့ဘာနဲ့တွေ့မြင်ရတော့အနေထားမျိုးသောင်းနှုတ်ဆက်လင်းလဲ အတောင်းရင်တော့ပြုံးအောင်တန်းတော့မလို့လူမျက်နှာမျက်နှာဆောင်မျိုးပြေစကားကိုလူတလောက်ပဲပြောဖို့ရသည်တိတ်မကြမီသူသည်သူ့ channel တွင်ပစိုးတစ်ပတ်နှံပြည့်တစ်ပင်ပန်းပင်များစိုက်ပြုံးနေသည်ကိုတွေ့ရတတ်သည်ဆံဝင်ကြီးနိုင်ငံခြားသွားသည့်အခောက်တွေကများသဖြင့်အမှတ်မီတော့အမှတ်မီတလောက်တဲ့သူသည်နိုင်ငံခြားမှာတစ်ခေါက်ပြန်လာလေပူရိတ်တာရုပ်ကုတ်ရိတ်သွားသည် သူ့ကိုဘောင်းမီရှင်နဲ့နက်တိုင်နဲ့တစ်ခါမှမတွေ့ဘူးလေကြည်မာသောဖြစ်ဖြစ်များ၏နေရများမှာတမနခင်တွင် သူဒီကျွန်တော်ကိုသူ့လင်လိုပါကနဲ့လိုက်ချင်လိုက်ခဲ့ရကျွန်တော်အိမ်ရောက်လာပေးခေါ်သည်ထူကာလာတွေကားရောက်မှုတွေလမ်းမဆက်တွေခက်ခဲလာသည်ခုလိုဆရာဝန်ကြီးဖိတ်ခေါ်မှုသည်အချိန်နေရစာနာမှုနှင့်ကျင်နာမှုရပြည့်လွန်းသောရွေးထွေးသည့်ဖိတ်ခေါ်မှုမျိုးစားဖြစ်သည်အတုံးဝင်လွန်းသောဖိတ်ခေါ်မှုတစ်ခုကျွန်တော်ဒီဆရာဝန်ကြီးကနဲ့လိုက်လာခဲ့သည်တန်းချောက်မှတ်တိုင်များတွင်လူတွေပုံရောနေသည်မှတ်တိုင်ခုရောက်တွင်ဆရာဝန်ကြီးသည်သူ့ကားကိုရက်လိုက်သည် အောက်မှလူကြီးကအလူရက်တက်လာသည်ဖြင့်ကားစီးလုံးပြည့်ရန်သွားသည် ။တန်းချောင်းလုံးဘဲမတ်တိုင်ပန်သေးလေဦးဆရာဝန်ကြီးကလှန့်လှန့်မိတဲ့ပြည့်ကျွန်တော်ဆေပြာလှုပ်ပြီးပါတော့မတ်တိုင်တယောက်စီမေးရတယ်။လူတယောက်စီကောင်းအောင်မဆင်ပြီးဆရာဝန်ကြီးကဘလောက်ပြရမလဲတွားမိသည်။ဆရာဝန်ကြီးကမလိုပါဘူးဟုတူတူလေးပြောလိုက်တဲ့ကြားရတယ်။ပြပြတယ်လည်းမဟုတ်ခေအေးအေးတိတိကျကျကြီးပြောလိုက်ခြင်းဖြစ်သည်။ထို့ကဲ့သို့ပင်ဆရာဝန်ကြီးသည်တိုင်းပြည်ချင်းနှင့်ထူးခြားသောနေများဖြစ်ဖြစ်အထူးခြားသောနေများဖြစ်ဖြစ်သူလှုပ်သွားရင်ကျွန်တော်လိုက်ချင်လိုက်ခဲ့ရကိုယ်တိုင်လေးလေးစားစားလာခေါ်သည်။သူ့ရာတွင်နဲ့ကျွန်တော်ရာတွင် ွာခြားနွမ်းလာသည်ကိုမိထားနိုင်ခြင်းသည်ပဲအရှိရှင်တစ်ခုလိုခံစားမိပါသည်ထိုဤချင်းများကိုစာနာထောက်ထားမှုပုံမီလာကျင်နာမှုနဲ့မြည်ပေးမိလာထိုဤချင်းနဲ့ကျင်နာမှုများကြောင့်သူ့ကိုကျွန်တော်စတင်ခင်မိမိခြင်းမဟုတ်ပါသူ၏ ADA စနဲ့အပေါ်ရသဘောကောင်းပြီပုံအထင်ရှားမပေါ်နေပါပဲနဲ့အတွင်သာအနှစ်သာရတွေမှာတည်တည်တတ်တတ်သဘောကောင်းပြီလူကြီးလူကောင်းဆက်နေကြလေးလာသိရှိရပြီးနောက်ပိုင်းကြမှာလာသူ့ကြိုင်မှာတစ်စင်းသူ့ကိုခင်မိခဲ့ပါသည် ူမိခင်ကြီးကစေကန်းထိုင်ခိုင်းတယ်လို့လို့ကြားရသည်ဆရာဝန်ကြီးသည်စေကန်းမထိုင်ဘူးပါဒီခုမှရွှေဘုံတန်လမ်းမှာစေကန်းစတင်ထိုင်ဝင်ခြင်းဖြစ်သည်စေကန်းသုံးလထိုင်သည်ဝေထောင်ကျော်ရှုံသွားသည်ဆရာမပွင့်ရထားသည်ဆရာဝန်ကြီးတူစေကန်းထိုင်ရဲ့အရှုံးပေါ်သွားခြင်းမျိုးဒီခုတခါတော့ကြားဝင်သည်ထို့နောက်ပိုင်းသူစေကန်းမထိုင်တော့သူစေကန်းမှာအပြားတက်နေသောလူနာတို့လာပြသည်လူနာနေနေငှက်ပြားမိတာလို့ထင်နေသည်ထို့ကြောင့်ငှက်ပြားပါတို့တန်တင်းဆုံဆံပြီးလမ်းအောင်ပြလာခြင်းဖြစ်သည် ။ဆောင်းဝင်းကြီးညီစည်စည်စည်စစ်စည်ကြည့်တယ်။ကျောင်းကတည်ရပြီ။အတဲရောင်ရောကအတဲရောကအထူးပြုတယ်။မိဆက်စာရေးပေးလိုက်ပြီ။ဒူနာဆန်တဲ့ခါထုတ်ပေးတော့ကနှစ်ပြားရောကမဟုတ်သဖြင့်ငွေချင်းမျိုးပဲပြန်လွတ်သည်။အကြောင်းမင်းမင်းနဲ့လာပြတော့လူနာမရောက်လေ။နှစ်ပြားမဟုတ်သူလက်ကန်ပြေးတာလည်းမရှိ။သူနောက်ပြန်အကြောင်းမရဖို့တည်းဆောင်းဝင်းကြီးနေနေစင်းကလာကစိုက်ထုတ်နေရခြင်းပေါ့။နားလည်နိုင်ပြီလေ။ချို့လူနာများကိုသူဒီငွေချင်းမျိုးပဲအခမဲ့ချင်းသားစွာကုတပြနေခြင်းဖြစ်တဲ့ဖြစ် တကယ်ဆရာဝန်ကြီးတရားရှင်းပေါ်တော်သောအခြေခံဇာတ်လမ်းများဖြစ်သည်အချို့စီရင်သောသူမိတ်ဆွေများကိုအခမဲ့ကုတံပေးပြီးလိုအပ်ရင်တွေးဆပေးပါရင်ကျွန်တော်လာပြီးကွန်ကြီးတောင်းတဲ့သည်ဒီလိုတနာချင်တာမို့လူသားများပေါ်ထားရမည်ဆိုသောစိတ်တော်ထောင်းသူဒီအတိအချပြင်မြန်စဉ်းစားပြီးမှဆုံးပြတ်လိုက်ခြင်းမဟုတ်ပါဘာသာရေးနိုင်ငံရေးအသိပညာနဲ့တရားတော်ဝင်ကတူတူဖြစ်ရကြမှာဟုတ်အလိုလျောက်နားလည်မှုရှိသည်မှာချစ်စရာကောင်းလာသည်လူသားများပေါ်မိသူချင်းနာကြဘူးမှဒီကြီးညာရုံရှိပဲလေးဝတ်ထားသည်လည်းမဟုတ်ပဲ အလေးကြလာမှတစားတစားတိလာရတော့အမူချင်းမှာအလွန်လေးစားစရာကောင်းနေကြီးဆရာဝန်ကြီးတူတာမဟုတ်တိန်သားလုံးကျမတို့ကလူတွေပေါ်အမြဲတမ်းစိတ်ထားကောင်းကောင်းမွေးပါလေလို့တချိန်မှထုတ်ပုံပြောပဲကြာကြာပေါင်းကြီးမှတိလာဖြူစီအင်္ဂလိပ်ဖြစ်မှန်းမသိဖြစ်လာဒီမှာလဲထူးခြားနေပြန်ကြီးသူတို့အိမ်တွင်လိန်ပြဒနာအရှုပ်ရှင်းမရှိလိန်လယ်မှုမရှိညှို့ဝှက်ခြင်းမရှိဒီခါဒီရန်သူတို့အိမ်စီတို့ကျွန်တော်ငင်းညွန့်ခြင်းဖျားသောကြောင့်လို့စိတ်စိတ်ညင်ညင်ခံစားလိုက်ရပါသေးသည် ူတို့တွေတီလာသမားကြီးကောင်းမှုများဘူးမိုးဝေမဂ္ဂဇင်းတွေကျွန်တော်ဝိတုတပုတ်ရေးဦးသည်နှလုံးသားကြီးပြင်းဝါမှာဖြစ်ချစ်စရာထူပန်ဝင်းကြီးမှာတက်တာ၍ကြောင်းရွှေ့သွားတော့အကြောင်းဖန်တီးလျက်ခလန်းလန်းရေးတောင်းရပြီပါသည်နောက်တစ်ချိန်တွင်ယခုလိုဝိတုတပုတ်ကိုကွင်းနေတော့ခြင်းဖြင့်ရေးတောင်းရပြီလဲဦးမည်ထူစရာကျွန်တော်မထင်ခဲ့ဒီလိုအဆုံးတိုင်းရမည်ကျွန်တော်မထင်ခဲ့ဘူးပါထင်လည်းမထင်စကောင်းပါ1990ခုနှစ်အစောင်းပေါ်ဆံဝင်းလမ်းလျှောက်နေရတော့လောင်းခြေောက်နံနေတဲ့အကြောင်းစတင်ကြရပြီဒီနေ့ ကိုရီးမျက်မြင်မှာကြည့်လိုက်ရသည်ဆရာဝန်ကြီးသည်ဒေါ်ချောင်းကိုအပြုလျက်သူ့ channel ခင်ခင်ရင်တောင်းနေရသည်ကိုတွေ့ရသည်ထို့နောက်ဆရာဝန်ကြီးသည်ချောင်းဆိုးလိုက်လျင်သူ့ဘာသည်ကိုကြားရသည်ကျွန်တော်ကတော့ကြီးကြီးတင်ထင်ခဲ့မိလေးပန်းနာနဲ့ TV ရောက်လာပဲထင်ခဲ့သည်တနေ့သူဇနီးလည်းကျွန်တော်ကိုလာတည်ပေးသည်ဆရာဖြစ်နေရအဆုတ်ကင်စားရတယ်။အိုးကြောက်လန့်တော်လို့ဆိုအော်လိုက်မိသည်ဒီအိန္ဒိယမှာကွန်ဖရင့်တက်ခဲ့ တခြားပါတီကိုလည်းတည်ကြရင်ဖုံးထားလိုက်ကြတယ်။အိန္ဒိယမှာဆေးရဖယ်ကြမယ်။ပြန်လာမှပဲပြောတော့မင်းတော့။နောက်ပြီးဟိုဘက်ကလည်းဒူမတူတဲ့လူစားထိုးတာလက်မခံတဲ့သဘော။အစုပ်က primary ဒူကောင်းက secondary ဆရာမမြန်လာညှိနေရှာသည်။ကျွန်တော်နေဆရာဝင်ကြတော်တို့စကားလက်ဆုံးကြနေတော့ဆရာဝင်ကြီးသမီးအကြီးမနဲ့အင်ဂျော်တို့တယ်လီဖုန်းလာခွန်တယ်ပြီ။တွားရောက်ခေါ်ပြီးရင်အင်ဂျူအင်ဂျီယာတွေဖြတ်သွားသည်။အလီနာပုံဝင်တဲ့ဝိုက်တွင်တယ်လီဖုန်းရှိသောရင်နာများဆဆမရှိ ရေးကြီးရင်ဆက်တွေ့ဖို့သူတို့ရင်ကဖုန်းနံပါတ်ကိုပေးထားကြရသည်သူတို့ရင်သားတွေနေကျော်တုံးကျော်ဖုန်းလာသဖြင့်လိုင်းလံခေါ်ပေးနေသည်ကိုမကြံခဏတွေ့ရသည်တခါတည်းတချို့ချံကခွေးများထွက်ပြီးဆွေးနေသည်ကြမှာလိုင်းလံခေါ်ပေးခဲ့သည်မျက်နှာတွေညိုညင်မှုရှိကြောင်းကျွန်တော်အနေနဲ့တန်လျာချင်းပြီးသားမျက်နှာတွင်ပင်နဲ့ရှင်နေရစီနေတာအငြင်းညွတ်ပဲပူလျံနေလို့လည်းမနေကြိုင်ထားအိမ်ကဝေရောနေနေကြမယ်ပြောင်းပြေးပြောလိုက်ရတဲ့စကားများသူတို့ကတည်ုံချင်မှုကြီးဝါသနာမပါဘူး သူတို့သူတို့ပြောလိုက်တော့စကားနည်းနေပေါ့တူသူတို့ဖြူစင်သောစိတ်တဘောထားနဲ့ကျင်နာတော့မနှောလို့အကင်းပါပြီးသားလူသားများနေနဲ့သူစကားတစ်ခွန်းစာနှစ်ခွန်းစာအပေါ်မှာအကဲခတ်နိုင်ခဲ့ကြသည်မဟုတ်ပါလားအဲ့ဒီအင်အားစေဖုံးဆက်ရတာတိတ်စိတ်ချမ်းသာတာပဲဟယ်လိုလို့ဂျီယိုလေးပြောလိုက်တဲ့သူတို့အင်သားရဲ့အတန်တူတူလေးရမှာသူတို့ရဲ့သဘောကောင်းမှုအလဲတကူရှာဖွေတွေးရှိရအဝန်းစရာပဲကျွန်တော်တော့ဖုံးဆက်လေးရှိတော့မိတ်ဆွေတို့ပြန်ဆရာတို့ကပြောလေးရှိသည် မအိမ်ပြီးနားဖုံးဆိုပေမဲ့ခမကုပိုင်ဖုံးကိုဆက်နေရတယ်လို့အစင်ကိုပြေးနေတာပဲအဲ့ဒီအရာကလေးတွေရလဲခမတူမှာရင်းချတွေလိုပဲခံစားရပါတယ်တခြားဖုံးဆက်သူများကလည်းထောက်ခံပေးကြသည်အိမ်သားဖွင့်ရွှေပြောင်းများသောတကယ်ကြီးကပြားဆရာတူဆိုရင်ညစင်နိုင်တာတာလောက်မှာတိကိစ္စတော့ဖုံးဆက်သည်သူတို့ရင်သားတွေမညုံမညင်ခုံပေးသည်ဖြင့်ကျွန်တော်တို့မှာခက်ခဲတစ်ခုပြေးလေခဲ့ဘူးသည်ထုံကြမှာမိုးတဲလုံးသည်ဖြင့်ထီဆောင်ပြီးလာခုံပေးခြင်းဖြစ်သည်ဆောင်ဝင်ကြီးဇနီးမှာ မေတီလာရှင်တွေဘာနဲ့တူလွန်းသွားသည်သူမျက်နှာကမြည်သည့်လေးဝဲချက်မှမရှိရလောကမှာလူဆိုတာသူတော်ဘာပေါ်စော်ကားမော်ကမလုပ်နေသူမို့မတရားသဖြင့်မကျန်စီမချူးလို့နေသူပုဂ္ဂိုလ်တို့မှာတီလာကောင်းလျက်လူလျောက်မြင့်မြတ်နေပြီဆိုတာကိုဖော်ပြနေကြောင်းနဲ့သူဆရာဝန်ကြီးဇနီးမှာသူပန်းကြီးမျိုးထဲမှာပန်းရပွင့်လို့ဖြစ်ကြောင်းအထိပ္ပယ်တင်သည့်အရေးသားမျိုးနှလုံးသားဤပြတင်းဝါမှာကျွန်တော်ရေးခဲ့ဘူးသည်ဒီခုကသူတို့ရင်ကြောင်းဒုတိယရေးရပြန်ဆရာဝန်ကြီးကြောင်းပါဝင်အင်သားများကြောင်းကျွန်တော်စဉ်းစားမိလေတယ် ်မြေအောင်မိသည့်မြေခွေများတိကြသည်ရှိသည်ဆရာဝန်ကြီးဆိုလျှင်အင်ကြီးကျွန်းနှင့်တပင်ဆိုင်နေသောမြေခွေဆရာဝန်ကြီးကတော့ဆိုလျှင်ကျောင်းစိမ့်နှင့်ထီကလေးဆောင်ကကျောင်းသူတော်နေသောမြေခွေတမီးကြီးမှဆိုလျှင်ဥယေကံဘေးမှဝင်းရှုံနေသောမြေခွေဒုတိယသားကတော့ကွန်တမြများနေလင်းလိုမှကားဖြစ်နေသောမြေခွေတမီးလက်မကတော့ပကံစင်းနေသောမြေခွေဝိတုရဲ့တွန်အားပေးသောအခြေခံကြောင့်များနဲ့ရှင်နေစွနဲ့ထိလိုက်လာရင်ကျင်းနူးလာရင် သေးစားလာလေချစ်ကျွမ်းဝင်လာလေအယူဆတစ်ခုကို ပြောကြင်လာလေအခါချင်းဝင်လို့ချင်းလူတိများလို့လေအထူအခါမျိုးမှာစာရေးပြကြသည့်အချက်လက်များပေါ်လက်ခံယူကြည့်လေကျွန်တော်အနေနဲ့ခုလိုသူတို့မိသားစုကြောင့်ဒုတိယချင်းတကြောပြန်ရေးရခြင်းမှာရှင်နဲ့ဆွနေလွန်ရဖြစ်သည်ဆရာဝန်ကြီးတဲတဲ့မဖြစ်သေးမီအတဲတဲ့ဖြစ်လို့နေနေချင်းနေတွင်ကျွန်တော်ဒီဆရာဝန်ကြီးတီရှိရလူနာကန်းကိုရောက်သွားသည်နောက်ဆုံးအခေါက်မတိုင်မီကအခေါက်ဖြစ်ပြီးကျွန်တော်အခန်းတွင်စိုက်ဝင်စင်လာ ဆရာဝန်ကြီးကြိုတွင်ဖြစ်နေတော့ဖဆူကိုအဲ့ရတဲ့ကြာကြာလဲနေဖြစ်တော့အနာကိုမကြီးတူနာပဲဆရာမနဲ့တာသမီများစီးထည့်ပေးနေကြသည်ထိုင်လျက်အနေထားကျွန်တော်ကိုကြောပေးထားသည်အနာစီးမထက်ပြေးသေးမီသူ့ခင်များလဲချနေနေပြီဒီခုလိုထိုင်နေရသည်မှာသူ့အတွက်ပင်မနေပုံမှာပဲအလွန်အိတ်ချင်နေသောကလေးတစ်ယောက်လိုသူဒီလဲချလိုက်ဖို့သာစိတ်ဆုံးနေလျက်အဲ့ရကလဲမီပြူမှာကလေးတွေကသူ့ကိုတားရင်ပြီးထိမ့်မိထားရတယ်သူဒီကျွန်တော်ကိုကြောပေးထားရမှာ က်လက်အနေထားလှည့်လိုက်တော့တစောင်းလေးဖြစ်သွားတယ်ကျွန်တော်တွေ့သွားသည်ကျွန်တော်တွေ့သွားသည်သူ့မျက်လုံးအိမ်တွင်ကျွန်တော်တို့မရတော့ဘူးဆိုသည့်အထိပ္ပယ်မပေါ်နေမီကျွန်တော်ဟူဝါရောက်တာတော့မှတ်မိနေမီအချီမျိုးဖြင့်အံ့ဩစွာကြည့်လိုက်သည်အစကျွန်တော်ရောက်နေမှလည်းမသိပဲကိုသူသည်ကျွန်တော်ကိုလော့ခွတ်ဖြင့်နှုတ်ဆက်မိသည့်ပုံစံမျိုးတော့ချောက်ဖွေတွေ့ရှိရသည်တူတော့သူ့အတွက်လောလောဆယ်အရေးကြီးနေသည်မှာအိမ်နေတဲ့နေထားလင်းမြန်ရောက်ဖို့ပေါ့ သူဒီကျွန်တော်ကိုနောက်ဆုံးနှုတ်ဆက်တယ်လို့ဖြန့်ခနဲကြည့်တယ်။အတန်ပြည့်နှုတ်ဆက်ဖို့ဖြစ်နိုင်တော့အဲ့တော့ကျွန်တော်ကိုသူကြည့်နေပုံမှာသူ့ကိုသူကလေးငယ်တယောက်ဆန်လာပြီးကျွန်တော်ကသူ့ကိုကြီးဒါမှမဟုတ်သူ့ဦးလေးလို့ထားသူဖြစ်ခဲ့သည်။ဒီချိန်ထဲမှာသတိမမတက်ဝိညာဉ်အားခံစားနေရတဲ့ပြင်ချာချာထိုက်နေတော့ပြင်းလဲလိုက်ခြင်းပြီးအသက်ရှင်ရက်တွေကိုလက်လျှော့ထားလိုက်ပြီးကျွန်တော်ဒီထုံလေးကသူ့လမ်းကြည့်တော့အချစ်ကျွန်တော်ဘဝတက်ထက်ဆုံးမေ့နိုင်တော့မည်မထင်။ဟမ်းမချဲတော့ဆေးရည်ဆန်လာသည့်ရိုးသားမှုများကိုကိုစားပြုထားတော့အချစ် များမကြံမီလူဘဝထာဝရခွဲရမည်အကြည့်မျိုးတင်မင်းကိုမကြောက်နာကျင်ခြင်းကိုစိတ်ခံလျက်ဘေးမှလူများကိုနောက်ဆုံးနှုတ်ဆက်နေသည့်အကြည့်မျိုးဒီလိုဇောင်းလေးကြည့်နေစင်ပါပဲဝိရဏပြင်းထန်မှုကြောင့်ပြင်းလဲအိတ်ချလိုက်ခြင်းဒီအရှိန်များခံစားနေရသည့်ယောဂါကြီးတိုက်ခိုက်သည့်အရေးရောင်ရများနဲ့လူသားတယောက်၏နောက်ဆုံးအချိန်ဖြစ်နှုတ်ဆက်တော်ကြည်ကွဲစရာအရေးဆုံးများထိုးနေသည့်စိတ်ထိခိုက်စရာအကြည့်မျိုးအကျေနိုင်တော့ဟုလားမေးဆွေလျက်မေးပြီးချက်ချင်းဖြင့်ခင်များလဲ တက်နိုင်မှာမဟုတ်ပါဘူးလေလို့မိမိပါသာစိတ်လျှော့လိုက်တဲ့အရင်များထိုးကြနေသည့်အကြီးအမှန်စင်စစ်ထိုးအကြီးသည်သူနေ့တော့နောက်ဆုံးတွေ့ဆုံခြင်းဖြင့်ဖြစ်သည်ဖြစ်ပူပြီးမိမိအောင်ဖြစ်ရတော့သည်ကျွန်တော်တို့ရဲ့အိမ်မှာပြန်လာပြီးနောက်ထိုကြည့်ပေါ်တနာကျင်တယ်လို့တစ်ဖြစ်ရှင်လေးကတလက်လက်ခန်းစားရတယ်။တက်တာလို့တက်တာညာဝိတုတဲ့ဘောကောက်ရင်းရတာဆူခဲ့သည်။ဝိတုရေရသည့်အချောင်းရဲများတွင်ရှင်နဲ့မွန်းချက်မောင်းရိုင်လောင်ခန်းစားရသောဝိဒနာသည်လည်း တကုတ်ပါဝင်ဖြစ်သည်မဟုတ်ပါလားဗလာစာမျက်နှာပြီးသုံးမျက်နှာလောက်ပြင်းနေပြီဝိထုတို့လေသူနဲ့နောက်ဆုံးတွေ့ရသည့်ခြေခွဲစရာတမင်လေးများကြီးကိုဖွင့်လို့ကအဓိကထားပြီးရေးနေသည်အချားရဲမှာတော့သူတို့အိမ်ကလေးသီလတမာတွေများကိုညှက်တဲထားမယ်သူကတော့နောက်ခံရင်တလနှလောက်ပေါင်းသုံးလေးလောက်များဆုံးသူ့မို့ပြန်ကောင်းရင်ကောင်းသွားမည်အချားဆရာဝန်တကူပြောတယ်လို့လူနာရောင်းအချင်းနေတော့မကောင်းဘောဒါပေမဲ့လူနာမှာသူ့ရဲ့ကံအားလည်းပါလာသေးတော့ မေရိကန်မကုန်နေမျောလင့်ချက်ရှိပါသေးတယ်အလုံမအသည့်ဖြင့်ဝိထုတို့လေးစက်ကန်ပြပါအလုံမအသည့်ချာမှာဝိထုတို့ကျွန်တော်ကျေးဇူးသာရေးဖို့တော့ကောင်းသည်တို့မြင်မြေးပြခဲ့ကျွန်တော်ကတော့ဝိထုတို့တို့လေးပဲရေးကျင်နေသည်အဓိကတာရေးကျင်နေသည်မှာလဲသူ၏အပြင်းကြီးနှုတ်ဆက်လိုက်ခြင်းနဲ့တူသောတန်ထဝတ်ကြည့်ဒီကြည့်ကိုဘယ်လိုဖွင့်မလဲအတက်ရရှိတူကသူ့လက်အောင်ငယ်သားကိုတပွားပွားအကူအညီတောင်းနေတယ်နဲ့တူသောအတန်တဲ့အကြည့်မကံမရနိုင်အောင်ဝိဒနာကန်စားနေရသဖြင့် ထာဝရဖြစ်လဲချလိုက်ခြင်းသောစန္ဒနှင့်အပြုမူကြရတာပြုံပြောလင်မဲကျွန်တော်တွေ့လိုက်သဖြင့်နှုတ်ဆက်ရတော့မလို့စကားပြောရင်ခွန်အားမရှိတော့သဖြင့်နေကောင်းလားဆရာလို့ကျွန်တော်မေးလေကောင်းကြီးပြမိလားမသိကျွန်တော်လည်းလှိုင်းတည်းတည်းမမေးတော့အလူလဲခန့်စားနေရသည့်လူနာတစ်ယောက်ကိုနေကောင်းလားမေးလေသူရောက်လာခြင်းကိုပြန်လေတတိပေးလိုက်တယ်လို့ကဖြစ်သွားတယ်သူ့ကိုကျွန်တော်မနှုတ်ဆက်ကျွန်တော်လည်းသူမနှုတ်ဆက်သူကလည်းအလူရဲ့အိတ်ချလိုက်ခြင်းကြီးချပါရှီလျားဆောင် ုဒံပနေသည့်အကြည့်မျိုးပြည့်ခြင်းမည်သည်တဘောတဘာရာကောင်းသောလူကြီးလူကောင်းတို့၏နောက်ဆုံးရက်များဝိထုတို့လေးတမဒါရီဒါရီပေါ်လျောင်ရင်းမြည်ဟုအားခဲထားပြီးအလုတ်စင်းလုတ်ပြန်သာဖတ်မလဲပတ်နေ၅ရက်လောက်ရှိပြီးဆက်ပြေးဖြစ်သည်ဆောင်ဝင်းကြီးဆုံးပြီတညကျွန်တော်အိမ်ပြန်လာတော့ခြံဝတ်တွင်စီးကြိုပြီးကျွန်တော်အိမ်သားတို့ကပြောသည်ကျွန်တော်ဒီချမ်းဝတ်တွင်တဘာဝတရားကိုတုံလုံးချောင်းရွံ့မိလေရှင်းနေမိပါသည်ဆရာဝန်ကြီးဆုံးပြီဆိုတော့တိလျက်သားနဲ့ တကယ်ဆုံးသွားတော့အစကျွန်တော်စိတ်ဖြစ်ဆုံးကြည့်ခိုင်းတယ်လို့ခံစားရခြင်းမဟုတ်တော့အစာပေါင်းများစွာပုံနေပြီးတနက်ကနေ့လယ်ကညနေကကျုံတွေ့ခဲ့ရတော့နေ့စဉ်မတန်တဲ့အဖြစ်ပြက်များအနည်းတစ်နည်းအဖြစ်ပြက်များသည်စကြဝဠာတတိုင်းပြင်ပါသို့ရောက်ရှိသွားလျက်သဘာဝတရားရဲ့ခမရကိုကျွန်တော်ကြောက်ပါလေလို့ရွတ်စွနေမိတယ်လို့ဒါလို့မြင်မြင်ဆန်ဆန်ကြီးဖြစ်သွားမယ်လို့ထင်မှတ်မိထိုအချက်မှာထင်မြင်ချက်နဲ့တည်ဆောင်းခြင်းတွေကွာဟနေပြီသူမျက်နှာသူ့ရုပ်တွေသူ့အထုပ်ပတိမှာ ဇက်တိုက်တွေးတော့နေမိပြီသူနဲ့နောက်ဆုံးတွေ့ခဲ့ရတော့သူ့အကြည့်ဒီအချိန်လုံးလွန်မွနေပြီသူနေ့ကတွေးဆုံခဲ့ရခြင်းမှာနောက်ဆုံးတွေးဆုံခဲ့ရရင်ဖြစ်ကောင်းဖြစ်မိလားတွေးတော့ပုံမှန်ခဲ့ခြင်းများမှန်ကန်သွားခဲ့ပြီဆောင်ကြီးရုပ်ကလေးဖျားရှိကိုကြောင့်ချက်ထဲမှာရောက်နေပြီငိုကျွေးနေတော့တင်းရံများလဲပါတဲ့ညာတန်းမှာမကြရတော့ဖျားကြောင့်တွေမှာအလိုလိုကြားနေရ၏ချွေးမြေစုပေါင်းငွေကျွေးပဲတို့မဟုတ်ဝိညာဉ်တစ်ခုတော့ဝိုင်းရံစုတောင်းမဲလို့ စတင်မှုဖြင့်နေ့လယ်တနာရီကိုတတ်မှတ်လိုက်ကြသည်ခုကလူတွေတော်တော်ဆုံနေပြီပန်းကြီးများပန်းကုံများပန်းခွေများပန်းကတ်များတိခါတော်ရဲ့ဆရာတော်များနေရာယူထားကြသည့်စင်မြင့်တစ်ဖူးတော်မှာချိတ်ဆွဲထားကြပြင်ဆင်ထားကြမုံမှန်ထားကြသည်လွမ်းသူပန်းခွေများထင်သေးထပ်ပေါ်နေသည်ကျွန်တော်ကိုယ်တိုင်ပေးပို့လိုက်သောလွမ်းသူပန်းခွေတစ်ခုသည်တည်ရှိမနေမီကျွန်တော်၏စိတ်ကူးထဲမှသာအချိန်ကုန်သွားခဲ့သည် တနိုင်ထုံးွေ15မိနစ်အလိုမှာစနေရတီလုံးများနဲ့အော်ဂင်တီလုံးများကြီးခြေကွဲမှုသည်လွင့်ခလာလေသည်တပင်ကိုတပင်မှာရွက်ကျင်နေတရွာချင်းအဆက်မပြတ်ကြွေကြနေလို့အာယုံနဲ့ထင်မြင်လာသည်ကျွန်တော်ရင်စူတောင်းတဲ့ချင်းများဓမ္မတန်ဆောင်များကိုပေါ်ကျူးနေကြမှုပဲရှင်ထဲမှာတော့လက်မီတင်တာတေးသွားကိုအမှတ်ရနေမိလေကြည်လူမတော်ပဲဝန်းနေလိုက်ဖို့ရှိုက်ကုန်နေမိပါသည်ဝိညာဉ်တက်တော့ပူပြောင်းမွဲတဲ့ ျွန်တော်ဘယ်ဘက်ခုံတန်းဆိုရင်တက်ရတာမှာထိုင်နေသည်ကျွန်တော်ဝင်းရံမှာတော့မြို့သမီးတွေကြီးပါပဲသူတို့မိသားစုတွေကညာဘက်ခုံတန်းလျာများချားထဲမှာအငယ်မနဲ့ဒုတိယသမီးတို့ဝိစုံနဲ့မျိုးဝတ်ထားကြသည်ဆန်နေရနေအော်ဝင်တံများမှာတမင်မျက်ရည်ချွနေသလားမသိလောကရံကိုရင်ဆိုင်ဝင်တော့မိသားစုအတိုင်းမျိုးဆိုပေမဲ့ဒီခုတစ်ခါရိုက်ဖို့လိုက်တော့လောကရံလဝါကြက်မှာပြင်းထန်လာတဲ့ပြသူတို့တွေခန္ဓာကြီးကျော်လွန်သွားလေညိတ်များကြာနေကြရှာသည် စင်ကာပူမှာရောက်လာသောတာကြီးတန်လက်တို့မှာခြေစုံတန်းမှာတတိတခြားထိုင်နေကြ၏သူတို့ကလေးတွေမျက်လုံးများရက်တယ်ကျမတို့ကျွန်တော်တို့အပြင်မှာဘာပြည့်ရှိလဲလို့တေမင်းကိုမင်းဝန်ထုတ်နေတယ်လို့ထင်ရသည်ကျွန်တော်ဒီကိုကိုရဲဝန်ထင်းကြည့်ခွဲရတဲ့ကြံရိတ်ခဲ့သောမိသားစုအတွက်စာနာမှုများသည့်တာပွားများနေခဲ့ပြီးတကယ်ဆိုတော့ထူအားသည့်တပတ်ပြန်လည်လာသောအခါတွင်မိမိကိုယ်တိုင်ရွှေရွှေမိမိကြည်ခွဲခံစားရခြင်းဖြစ်သည်ဒါကတော့ဆရာဝန်ကြီးနဲ့နောက်ဆုံးတွေ့ခဲ့ရသောတမင်လေပြန်ကြီးနိုင်တဲ့အခြေကိုမြင်အောင်လာပြန်သည် ကျန်းရတော်မိသားစုနေသူတက်တူထမြကြေကွဲဝန်းနေရတယ်ဆိုတာဒါမျိုးပဲထင်ပြီးဘာကြောင့်မှမသိကျန်းရခဲ့တော်မိသားစုကိုမကြာခဏလှန့်လန့်ကြည့်မိသည်အာဂူအာရလူနေတော်လူနာများအတွက်သူကလည်းကျန်းနေထောက်ဆန်းတက်ပြီးကျွန်တော်ကတွေးသိပေးဖို့ကိစ္စများအတွက်ကျွန်တော်အတွက်ဗတ်ပေသွားခဲ့လေသည်ချက်ဖင်ရကြောင်းသူမသူ့ဓမ္မစီရထဲဝင်လာကစားကချက်တောင်နေဇာပနာအစီအစဉ်စာရုပ်ကိုကန်သည်ခရစ်တော်ကိုခေါ်တော်မူရင်ခံရတော့ဆရာဝန်ကြီးဇာပနာဝိပုအစီအစဉ် 5ရက်9လ60နှစ်တနည်းတွင်နေ့နေ့လယ်တနာရီတမိုင်းပြင်နှစ်ချင်းအတင်တော်ကောင်းစွာတိုက်လန့်ခြင်းကိုငါပြုပြီပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီရုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီယခုမှစ၍ဓမ္မတရဖူသည်ငါ့အဖို့တူထားလျက်ရှိ၏ဆက်တော်မှာစာတမ်းအစီအစဉ်တမပတိဓမ္မဒေသနာများကိုတိတ်ခတော်ရဆရာတော်ကြီးများလား ဆောင်ရွက်ဟောပြောရန်ထို့နောက်ကျမ်းစာဖတ်ခြင်းနှင့်ဆုတောင်းခြင်းဓမ္မတန်ဆောင်အတုပ္ပတိအချင်းချုပ်ဓမ္မသင်းအမှတ်၁ဓမ္မထေတနာဓမ္မတန်ဆောင်ဆုတောင်းခြင်းဓမ္မသင်းအမှတ်၂ကျင်ညာခြင်းအတုပ္ပခြင်းတို့ဓမ္မဆရာမှထွက်ပါခြင်းခြင်းများလွန်လင်းဝိညာဉ်မြစ်တွင်းလေတစင်းဖြင့်စုံစင်းသွားတော်အိမ်တော်ကိုရောက် ယေရှုထံမှတမိုးတောက်တယ်တပည့်တော်ရောက်ပြီးအရှင်ဆောင်ကြီးယုတ်လက်ထင်တာဒီအကောင်းပေါ်တွင်ရေးထားသောအသက်ပိုင်းကြသည်တင်းမင်းရက်ဆက်မှု လူတွေကမှတ်ချက်ပေးစရာဖြစ်လာသည်အသက်90လောက်သူမထုတ်ထပ်ပူရင်တင်းမင်းကိုမှတ်ချက်မပေးတော့အသက်93နှစ်မှာကွယ်လွန်သည်ဆိုသည်နှင့်တင်းမင်းပေါ့တင်းလက်ချက်ပေါ့ရက်ဆက်လိုက်တာဟုလူတွေအသက်နှလုံးအတွင်းမှာအကြဆုံးနေရာမှာတကွေမှတ်ချက်ချနိုင်မိတဲ့သည် တင်မင်းလည်းရဲဆဲရဲမှုကိုအတိမတ်ပြုလိုက်တယ်လို့လည်းခံစားရသည်တင်မင်းကိုရွံ့ကြောက်ကြီးကြောက်နေမိတတ်ပါသည်သည်လူငယ်သောနှစ်နှစ်ခန့်ကဒီပြားကြောက်မှာပေါ့ဆောင်ဝင်းနဲ့ကျွန်တော်စကားလက်ဆုံးကြားဝေးသည်အတူပါတခုရက်ွက်ထဲမှာအတူပါတခုဇူတောင်းဝဲခန္ဓာပင်ဆုံတွေ့ခဲ့ကြရသည်နောက်နှစ်နှစ်ကြာတယ်သူ့လည်းနဲ့သူ့ဝိညာဉ်မဲ့ခန္ဓာကိုယ်ကြီးဒီနေရာရောက်လာလိမ့်မည်ဟုပေါ့ပေါ့ဆရာကတွေးတောင်းမိကြပါ တရားဝင်ဆရာမတရားပြီးတရားစကားပြောခြင်းအနှစ်သာရမှာခန္ဓာဆိုတာမြေကြီးကလာတာမြေကြီးသူပြန်သွားတာမဆန်းအရေးကြီးတယ်မှာဝိညာဉ်ဖြစ်တယ်ဝိညာဉ်ကတော့ခမဲတော့တားတော့တန်ရှင်းတော့ဝိညာဉ်တော့သုံးပါးစုဖြစ်တော်မူထတဲ့ဘုရားသခင်ဤအိမ်တော်ကြီးအခန့်တစ်ခန့်မှာနေခွင့်ရသွားပြီဖြစ်ကြောင်းကိုင်ကန်ရှင်မိသားစုအတွက်အရေးကြီးဆုံးနေ့တစ်နေ့နေ့နဲ့နှစ်ချက်ကျော်ရှိပြီပြီးခင်ဟိုကြီးစနေတာတုံးရသမီးတုံးရ စုစုပေါင်းလူသားရှိပြီးဘဝတသက်တာမှာအကြေကွဲရလို့ပူဆွေးခြင်းအပြည့်ထန်ဆုံးနေ့တစ်နေ့လူသားအလုံးမှာငိုကြွေးနေတဲ့ကဲတို့ထင်ကြရသူတွေမျှတခံစားနေရပြီဆိုတာပေါ်လင်းလုံးဝသည်ကျွန်တော်အနေနဲ့ပြောရရင်ဖခင်ကြောင့်တခုလေငိုတံများနဲ့ရှမ်ပန်ရတာဆိုင်တံများနဲ့တိမင်းအဖြစ်ဖို့တံများစူပေါင်းထားတော့တတိယအတံကိုမျက်နှာချက်ချမှာကြားနေရလေသည်ကျွန်တော်အပြင်ဘက်သို့ငင်းမြော်ကြည့်မိပြီးအလွန်အံ့ဝဲရသည်ဖခင်ကြောင့်တင်းတာမဟုတ်ပြရပုံမှာလမ်းပေါ်မှာလူတွေများလာ၏လား မြန်မာကရင်ကလာတရုတ်လူမျိုးများလူမျိုးနဲ့ကိုယ်ပဲဒီပါလာမတူကြပါနဲ့ဆရာဝန်ကြီးရိုးသားမှုစာနာထောက်ထားမှုများပေါ့လေးစားမှုမှာနေရမှုများလူလောကမှာလူတရားဟာလူတွေပေါ်ကောက်ကျစ်ဆင်းရဲမှုမရှိဘူးမယုံပါဘူးဒုက္ခမပေးဘူးဆိုတဲ့အစင်လုံးရှိပြီဆိုရင်ထိုလူတွေမြင့်မြတ်သောနေထားသူအလူလေးရောက်ရောက်သွားပြီဆိုရင်အခြေအလောင်းကိုပြောပြလိုက်တယ်လို့ခံစားရသည်အမှန်စင်စစ်အခြေအနေမြင့်တန်အောင်ဆိုတာတကဘာလုံးကတင်းကြီးကြီးညိုတဲ့ကိုယ်ငယ်ငယ်သည့် ဘာသာတရားတစ်ခုဖြစ်တယ်ကိုဆရာဝန်ကြီးဇာဗနာခန္ဓာတည်တည်ပြနေတယ်လို့ထင်ရသည်ထိုချိန်တွင်ဆရာဝန်ကြီးရုပ်ကလက်ကိုနိဗ္ဗာန်ရှိရသူတည်၍ထံပို့လာကြလေလေးဖြတ်ထားသောသူမိခင်ဦးကြီးကသူတောင်းနောက်ဆုံးနှုတ်ဆက်လို့တစ်ဖြစ်သူတို့ရင်ရှင်မှာဖြတ်ပြန်ဦးမည်အကြောင်းဆရာတော်တဦးကကြေညာသည်သူဖြင့်ဆရာဝန်ကြီးရုပ်ကလက်သည်ကျွန်တော်နှင့်အနီးကပ်ဆုံးနေရာရောက်လာပြီထိုနေ့ကျွန်တော်မတက်ရက်လိုက်သည်ရှင်နေမှာအမြင့်မားဆုံးခံစားရသည် ရှင်ထဲမှာပဲအကျေလောင်ဆုံးအပူဆွေးဆုံးကျွန်တော်နှုတ်ဆက်လိုက်ပါသည်ဆရာကျွန်တော်တက်တလုံးတတိယနေမှာပါနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ပါရဲ့ဆရာရေနော်မချက်ကွေလုံးသူဒေါက်တာဖရန်ကိုတင်ကျန်ရစ်သူမိသားစုမိခင်ကြီးဒေါက်တာဂရိုတာစနီနော်အော်သေးရသာသမီများအသက်ရလက်ဆုံးမြတ်ဖို့တင် နော်တီဖော်တင်ဆောဘာအွန်တင်နော်တမိုင်းဖော်တင်နော်စီဖော်တင်ဆောကူကူတင်မောင်ညူပြဟန်တစ်မဲ့ကစင်အေပြီလာ1993ဆရာမောင်ညူပြရဲ့ဝိထုတို့ကလေးကိုဖတ်ပြပေးခဲ့ခြင်းဖြစ်ပါတယ်အမှားများပါရင်လည်းတီးခံပြီးနားဆင်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်